ချမ်းသာကျွမ်းဝမှု အောင်မြင်မှုတွေအတွက်နှဆိုးနဲ့အပေးယူလုပ်လို့ရတယ်ဆိုတာတကယ်ပဲလားအများကနှဆိုးလို့ခေါ်ကြတဲ့ Lucifer Morning Star ဟာတမာကျန်းစာမှာအမှန်တကယ်ရှိတဲ့စီတန်တူပါဒါဆိုရင်ဒီနှဆိုးလို့ခေါ်တဲ့စီတန်ဒါမှမဟုတ် Lucifer နဲ့ဘလို့အပေးယူတွေလုပ်ရတာလေချမ်းသာကျွယ်ဝမှုတွေအောင်မြင်ကျော်ချမ်းမှုတွေအတွက်ကိုယ့်ဘက်ကနေနှဆိုးစီကိုဘလို့အရာတွေပြန်လဲပေးဆက်ရမှာ ဒီနေ့ဗီဒီယိုလေးမှာတော့ Lucifer Morning Star လို့ခေါ်တဲ့ဒီနတ်ဆိုးနဲ့ဘလို့အပေးယူတွေလောက်ချတယ်လေဆိုတဲ့အကြောင်းကိုပြန်လည်ဝင်မြသွားချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Bami Knowledge Help Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးမစတဲ့ငယ်မှာ Channel လေးကို Like and Subscribe ပြုလုပ်ပေးသွားဖို့လည်းမေတ္တာရက်ခံချင်ပါတယ်။တကယ်တော့ Lucifer ဘုရားသခင်ရဲ့သားတော်တစ်ပါးဖြစ်ပါတယ်။တနည်းအားဖြင့်သူ့ရဲ့မူလဖြစ်တည်မှုဟာ Satan နတ်ဆိုးတစ်ကောင်မဟုတ်ပဲ Angel တစ်ပါးပါ။ ဒါပြင်ကမှဘုရားသခင်ရဲ့အချစ်ဆုံးသားတော်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဘုရားသခင်ကလူသားတွေကိုဖန်ဆင်းပြီးတဲ့နောက်မှာတော့လူသားတွေအပေါ်မှာပဲချစ်ခင်မြတ်နိုးနေပြီးသူ့ကိုအရေးမထားတော့ဘူးဆိုပြီးစိတ်ရိုင်းတွေဝင်လာခဲ့ပြီးတဲ့နောက်ဘုရားသခင်ကိုစတင်ပုန်ကန်ပါတယ်။လူစီဖာဟာစွမ်းအားကြီးမားတဲ့အင်ဂျယ်တစ်ပါးဖြစ်ပေမဲ့ဘုရားသခင်ကိုတော့ရှင်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်မဲဖန်ဆင်းရှင်ဘုရားခင်ကသူ့ကိုအရင်ပြည်ကိုနေနေလိုက်ပါတယ်။ ဒါပေမဲ့သူ့ရဲ့သားတော်ဖြစ်တာကြောင့်လူစီဖာကိုငရဲပြည်ကိုပို့လိုက်ခြင်းဟာငရဲမှာကြာခံစီဖို့ပဲမဟုတ်ဘဲ cannot have တနည်းအားဖြင့်ငရဲပြည်မှာအုပ်စိုးဖို့ကောင်းကင်ဘုံနဲ့ဝေးရာကိုပို့ထားလိုက်တဲ့သဘောပါဒါကတော့ကျွန်တော်ရှာဖွေလေ့လာမိသလောက်လူစီဖာရဲ့အကြောင်းမူခွဲတစ်ခု ဖြစ်ပါတယ်နောက်ထပ်မူခွဲတစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒါကတော့လူစီဖာဟာကပ္ပဝုအစမှာပဲဖျားသခင်ဖန်ဆင်းခဲ့တဲ့နတ်သားတွေကတပါအပါဝင် ဖြစ်ပါတယ် ဒီမူခွဲအရာတော့လူစီဖာဆိုတဲ့နတ်သားဟာရုပ်ရည်သွင်းပြီးအင်မတန်တင့်နေပါတယ်။တာယာနာပြောပွဲကောင်းတဲ့အတန်လည်းရှိတယ်။ဒါအပြင်ကမှသူကတကူကောင်းဆန်ပြီးမမနာလည်းအလွန်ကြီးတယ်လို့ဆိုပါတယ်။လူစီဖာဟာတကယ်တော့ဘုရားသခင်ဖန်ဆင်းခဲ့တဲ့တက်ရှိတွေထဲမှာအရေးအပါဆုံးဖန်ဆင်းမှုတစ်ခုလည်းဖြစ်ပါတယ်။သူ့မှာအည်သွေးကောင်းတွေအများကြီးရှိပေမဲ့အတ္တကြီးပြီးတကူကောင်းဆန်တဲ့သူ့ရဲ့စိတ်ကြောင့်ပဲသူကဖန်ဆင်းရှင်ဘုရားသခင်ကိုကြုံလွန်ပြီးတော့မှလောကသုံးပါးကိုအုပ်စိုးဖို့ကြံစီခဲ့ပါတယ်။ ဒါကြောင့်မင်းသူ့ရဲ့ကိုယ်ပိုင်အာနာဖန်ဒီဖို့အတွက်ကောင်းငင်ဘုံကနတ်သားတွေကိုသူ့ဘက်ပါလာအောင်စီယုံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့နောက်လိုက်နောက်ပါနတ်သားတွေနဲ့တကွဖျားသခင်ကိုအန်တူပြီးကောင်းငင်ဘုံမှာစစ်ပွဲတွေဖန်ပြီးခဲ့ပါတယ်။ဒါပေမဲ့ကောင်းငင်ဘုံကစစ်သူကြီးမိုက်ကယ်နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့လူစီဖာရှုံးနေခဲ့ရပါတယ်။ဒီလိုစစ်ပွဲမှာရှုံးနေပြီးပြီးချင်းမှာပဲဖျားသခင်ရောက်ရှိလာပြီးတော့လူစီဖာနဲ့သူ့ရဲ့အပေါင်းပါနတ်သားတွေအားလုံးကငရဲကိုပို့ပြီးပြစ်ဒဏ်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်းဘုရားသခင်ရဲ့ကြီးမြတ်တဲ့ဖန်ဆင်းမှုတစ်ခုဖြစ်ခဲ့တဲ့လူစီဖာဟာငရဲကိုရောက်တဲ့ထိတိုင်အောင်သူ့ရဲ့စွမ်းအားတွေရှိနေသေးတာကြောင့်ငရဲပြည်ကိုသိမ်းပိုက်ပြီးတော့ King of Health အဖြစ်နေထိုင်ပါတယ်။ဒါအပြင်ကမှသူ့ကိုငရဲကိုပို့လိုက်တဲ့ဘုရားသခင်ကိုမကြည်မနှက်နဲ့အမြဲတမ်းလက်စားချေဖို့ကြံစည်နေပြီးဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေကတစ်ခုဖြစ်တဲ့လူသားတွေကိုသွေးဆောင်ဖျားယောင်းပြီးတော့မှဘုရားသခင်ကောင်းမြင်ပုံလုံးနဲ့ဝေးဝေးကွာနှောက်ရပါတော့တယ်။ ကမ္ဘာဥစာအေဒီဥယျာဉ်ကြီးထဲမှာအာဒနင်အင်းဝါတို့ကိုပန်းတီစားမိအောင်သွေးဆောင်ဖျားယောင်းခဲ့တဲ့မွေဟာလေတကယ်တော့မွေရောင်ဆောင်ထားတဲ့လူစီဖာမော်နစ်စတာပဲဖြစ်ပါတယ်။ဒါလို့ဆိုရင်လူစီဖာလို့ခေါ်တဲ့စေတန်တနည်းအားဖြင့် the devil အကြောင်းကိုတော့နားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်။ဒါဆိုရင်လူစီဖာဟာလူသားတွေနဲ့ဘာကြောင့်အပြေးယူလုပ်ရတာလဲ။သူစီကနေဘာတွေရနိုင် ပြီးတော့ဘာတွေပြန်ပေးဆက်ရမှာလဲဆိုတဲ့အပိုင်းကိုသွားလိုက်ကြရအောင်။တကယ်တော့လူစီဖာဟာဘုရားသခင်ကိုရှုံးနေပြီးတော့ ငရဲကို fallen ဖြစ်ခဲ့ရပေမဲ့တစ်ချိန်မှာကောင်းကင်ဘုံကိုပြန်လဲအောင်ဆိုးဖို့ဆန္ဒရှိနေပါတယ်။ဒါကြောင့်မဲသူဟာသူ့ရဲ့ kingdom ဖြစ်တဲ့ငရဲပြည်မှာအင်အားတောင်တင်းအောင်အမြဲကြံစည်အားထုတ်နေတာပါ။လူသားတွေရဲ့တဲကြီးကြိုက်အရာတွေဖြစ်တဲ့ချမ်းသာကြွယ်ဝမှုငွေကြေးတွေအောင်မြင်ကျော်ကြားမှုတွေကို သူကဖန်တီးပေးမယ်။ဒါပေမဲ့အဲ့ဒီဘဝကနေတည်လွန်ပြီးရင်တော့သူနဲ့အတူငရဲမှာပဲထာဝရလာနေရမယ်ဆိုတဲ့အပီးယူမျိုးနဲ့လူသားတွေကိုသွေးဆောင်ပြားရောင်းတာပါ။ တနည်းအားဖြင့်လူစီဖာဟာလူတွေရဲ့တာမန်လူအင်စင်နာလေးတွေကို ဖြည့်ဆည်းပေးတာမျိုးအပေးယူလုပ်တာမျိုးတော့မဟုတ်ပါဘူးလူသားတွေရဲ့စိတ်ထဲကနေပြင်းပြင်းထန်ထန်တောင်းတနေတဲ့အရာတွေကိုပဲဖြည့်ဆည်းပေးပြီးသူတို့ရဲ့ဆိုးတနည်းအားဖြင့်အသက်ဝိညာဉ်ကိုပြန်လည်ရယူတာမျိုးဖြစ်ပါတယ်ဒါကြောင့်သင်ကနတ်ဆိုးနဲ့အပေးယူလုပ်ခဲ့မယ်ဆိုရင်လက်ရှိဘဝမှာလူတော်တော်များများမရနိုင်တဲ့ချမ်းသာကြွယ်ဝမှုတွေအောင်မြင်ကျော်ကြားမှုတွေကိုတစ်ခဏအတွင်းမှာရရှိလာမှာဖြစ်ပေမဲ့ တည်လွန်ပြီးတဲ့အခါမှာတော့သင်ရဲ့စိတ်ဝိညာဉ်အနှဆိုးနဲ့အတူငရေမှာထာဝရချခံနေရမှာပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင်တော့တခြားနိလန်းတွေလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့မိမိကိုယ်တိုင်ရဲ့စိတ်ဝိညာဉ်နဲ့အပေးယူလောက်တာမျိုးမဟုတ်ပဲမိမိရဲ့မွေးဖွားပြီးသားယဉ်သွေးဒါမှမဟုတ်မွေးဖွားလာမယ့်ကလေးရဲ့စိတ်ဝိညာဉ်နဲ့အလဲလဲလောက်ကြတာမျိုးပါ။ဒါဆိုရင်နတ်ဆိုးနဲ့အပေးယူလို့ဖို့အတွက်နတ်ဆိုးကိုဘယ်လိုစင့်ခေါ်ရမှာလဲဒီအစ်စ်မှာတော့ရိုးရှင်းတဲ့လှူဆောင်ခြင်းနဲ့နီလန်းနေရှိသလို ခက်ခဲပြီးတော့မှပင်ပင်ပန်းပန်းလှုပ်ဆောင်ရတဲ့နီလန်းနေလေးအများကြီးရှိပါတယ်ဒီထဲကမှလူသုံးများတဲ့နီလန်းတချို့ကိုပြောပြချင်ပါတယ်ပထမဦးဆုံးတည်ထားရမှာကဒီနှစ်ဆိုးဟာဖျားသခင်ကိုအလွန်မုန်းတီးနေတဲ့သူတို့ဖြစ်တာကြောင့်တင့်အနေနဲ့ဖျားသခင်နဲ့ဆန့်ကျင်ဘက်မှာရှိနေမယ်ဆိုရင်နှစ်ဆိုးနဲ့တွေ့ဆုံနိုင်မှုရာခိုင်နှုန်းများပါတယ်နှစ်ဆိုးရဲ့တင်ဂီတာဖြစ်တဲ့63လုံးတင်ဂီတာ666တနည်းအားဖြင့်ဒီလိုရာဝတ္ထုတွေနဲ့သင်ရနီနီကက်ကက်ရှိနေတာမျိုး လောဝကတိုင်ဆောင်ထိုးပုံကိုခန္ဓာကိုယ်ပေါ်မှာတက်တူးထိုးထားတာမျိုးတွေဟာ6000ကျေကိုအဆောင်ဖြစ်အသုံးပြုတာတွေဟာနတ်ဆိုးရဲ့တင်ငေတတွေဖြစ်တာကြောင့်တင့်မှာဒါရင်ရှိနေရင်နတ်ဆိုးနဲ့ပုံမူနီးကပ်လာပြီးတော့လူစီဖာမော်နစ်စတာကိုဆင့်ခေါ်လာနိုင်ပါလိမ့်မယ်။နောက်တစ်မျိုးကတော့လူသူမရှိတဲ့လမ်းဆောင်လမ်းကွာနေရာမှာညစ်တဲ့တကောင်ရဲ့တူးတွေသွားပြီးတင့်ရဲ့စိတ်ထဲကနေနှစ်နှစ်ကာကလူလာတောင်းတပြီးဖြစ်ချင်နေတဲ့ဆန္ဒတွေပြေဝဖို့အတွက် အပေးယူလုပ်ပေးရလေဆိုပြီးဂါထာတစ်ပုဒ်ကိုမျက်စိမိတ်ကရုပ်ဆူရမှာဖြစ်ပါတယ်ဒီဂါထာကိုတော့မလိုအပ်တဲ့ဆိုးကျိုးတွေဖြစ်လာမှာဆိုတာကြောင့်ဒီဗီဒီယိုမှာမပြောပြတော့ပါဘူးဒီလိုပုံစံနေနဲ့နဆိုးနဲ့အပေးယူလုပ်ကြရဲဆိုတဲ့သူတွေထဲမှာဆိုရင် Facebook ကိုတီထောင်ခဲ့တဲ့ Max Zuckerberg Michael Jackson နဲ့ Kendrick Lamar အစရှိတဲ့နာမည်ကျော်အများအပြားတွေပါဝင်နေပါတယ်ဒီလို ကောလာဟာလာတွေကလည်းအမြင်နဲ့လိုလိုကြားနေရပါတယ်။ဒါကြောင့်တင့်အနေနဲ့တည်ထားရမှာတကူကတော့ တခြားသူတွေထက်ပိုမိုတဲ့ချမ်းသာကြွယ်ဝမှုတွေအောင်မြင်ကျော်ကြားမှုတွေကိုလိုချင်လဲဆိုရင်တော့တခြားသူတွေထက်ပိုပြီးပေးဆက်ရမယ့်အရာတွေများတယ်ဆိုတာပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုဗျာ